ဒီနေ့ကတော့ဟင်းနေချက်လက်ရကောင်းတဲ့ဒီလိုဖတ်သမင်းပူပူလေးအပြင်အတုံးဆုံးကရင်မဟင်းကစိတ်ဆုတို့လိုမနက်စာမီညွေးရင်အချားနယ်ဒေသစားတွေပါတော်တော်များများရပြီးထိုင်လို့ကောင်းတယ်နေပြီးတော့တပြေကုန်းစင်းသားကဆိုင်လေးကိုခေါ်သွားမှာပဲဖြစ်ပါတယ်ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဘယ်သူနဲ့စားပြမှာလဲဆိုတော့အားလုံးလွမ်းနေကြတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ညမလေးလည်းစားပြမှာဖြစ်ပါတယ်ကျွန်တော်ညမလည်းဒါနေပြီးတော့မှလာစားပွဲဖြစ်ပြီးတော့ဟုတ်ကဲ့လားသူ့မိုးလိုက်ဝင်ကြည့်ပါဘောနော်ကျွန်တော်လား တော်ဝမ်းတီးရန်ဖူအောက်ဆယ်ဆိုင်လေးမှာလာစားရပဲဖြစ်ပါတယ်အဲ့တော့တပြေကုန်းစည်းနီးနားမှာပဲရှိရဖြစ်ပါတယ်အဟိုဘက်မှာဆိုရင်ကျွန်တော်ကညာစည်းနဲ့ကုံစိမ်းနန်းဂျားရဲမှာရှိရဂုံလန်းလေးပေါ့နော်အဲ့တော့ကျွန်တော်တို့တက်ဆောင်လိုက်ခဲ့နော်ဒါတော့မလား ဆိုင်ပုံစံလေးကဝင်လိုက်တာနဲ့လင်းလင်းထင်းထင်းရှိပြီးတော့တန်တန်ရှင်းရှင်းပုံစံလေးပေါ့နော်အဲအပြုံမှာကွန်ပျူတာသူတငယ်ချင်းနဲ့တူတူအေးစစ်စစ်မနက်စာစားကျင်တာပဲဖြစ်ဖြစ်နေ့လယ်စာကိုကောင်းကောင်းလေးစားကျင်တာဖြစ်ဖြစ်အဆင်ပြေတဲ့ပုံစံမျိုးလေးပြီးတော့ smoking area ကိုပါလို့ဆိုလဲတော့တိတက်ထားပြတာဖြစ်တဲ့တဲ့ကြောင့်ကွန်ပျူတာသူတငယ်ချင်းနဲ့လာမယ်ဆိုရင်အဆင်ပြေပါတော့နော်ဒီဆိုင်လေးမှာကမနက်6:00နာရီကနေဆိုင်ဖွင့်ပြီးမနက်စာအတွက် menu တွေကိုဆိုင်ပိတ်ချိန်တိရရပေါ့နော်မနက်စာအတွက်ဆိုရင်လဲမောရင်းကအတုတ်ခူတော်မုတ်တီရွှေတောင်အုံတို့စီချက်စတဲ့ခောက်ဆွဲလိုင်းတွေအပြင်အီချာကွေပလာတာစိတ်ဆိုးချပါတီနဲ့အခြားမနက်စာ menu တွေ ည်းအစုံရတော့ရွေးချယ်စရာလည်းအများကြီးပဲပေါ့နော်အဓိကဒီဆိုင်လေးမှာကျတော့မနက်စာအဓိကဆိုတော့ကျွန်တော်ကမနက်စာလေးလည်းစားမယ်ပြီးတော့မှဒီဆိုင်ရဲ့ signature တစ်ခုဖြစ်တဲ့ဖတ်သမီးလေးလည်းစားမယ်ပေါ့နော်ဘက်ကကရင်မွေငါလေးမှာထားတယ်ရိုးရိုးမွေငါလေးရရပေါ့နော်ရိုးမွေငါတော့ပထမတော့ကျွန်တော်ကစားပွားပါပြီဒီဘက်ကတော့အတော့ဆုံးလေးပေါ့နော်ဒီဆိုင်ရဲ့ဒါလူကြိုက်များရဲ့ menu လေးတစ်ခုလည်းဖြစ်ပါတယ်ဒီမှာကျောင်းမနက်စာအစုံလင်းရရတယ်ညနေ6နာရီထိကိုရတယ်တနေ့ကုန်လုံးရရပေါ့နော်နက်စာအတွက်မှာထားရလေးကတော့ခိုတော်မုတ်တီရဲ့ပြီးတော့စိတ်ဆွလေးတွေမှာထားပါရဲ့။တော့ဆောင်ကြအောင်။ကဲဆဲပါပြီနော်။ ဒီစားကမွေးငှားလက်ရလေးကောင်းတယ်ပေါ့နော်။နောက်ဆိုကျွန်တော်ပုံမှန်မွေးငှားလက်စားပွားကြီးဒါကရင်မွေးငှားပေါ့နော်။ကရင်မွေးငှားဆိုရင်လည်းသူကငချင်းပြူနဲ့ကြားထားလို့ကျွန်တော်သိထားရတယ်။အဲ့တော့ငားရတာချွတ်ချွတ်လေးနဲ့ဟိုမှာအရေးကြီးကြီးကြဲကြဲပုံစံလေးပေါ့နော်။ပဲဒီဂေါ်ဘီနန်းနန်းပင်ဒီမှာပဲပင်ပေါ့အစုံအတိအကျဆုံးပါတယ်ပေါ့နော်။ကိုရာမုတ်တီလေးကကြတော့စီမီစီပါလေးတုံးထားပြီးတော့မှုမှွေးလေးပေါ့နော်ဆဲမောင်ချင်းလေးလေးနဲ့တုံးထားရဲပြီးတော့ဒီဘက်ကမြက်ပဲကြော်လေးကကိုရာမုတ်တီနဲ့ဆွဲလို့မရတဲ့အရာပေါ့နော်အတုပ်စုံတွေလည်းဖြစ်ပါတယ် โอ้หนอดังกระเพรีเนี่ยมาแล้วบ่เนาะတူဘူးပဲပြခောက်ဆွဲမဟုတ်ဖက်အကုန်လုံးကိုစီကျဲရယ်ပြီးတော့မကြီးချင်လေးနဲ့တုံပေးထားမှာမဟုတ်လို့အဆက်ဟက်လည်းတည့်ရယ်ပေါ့နော်ဒီဆိုင်မှာဆိုတာလူကြိုက်မဲ့မီနူလေးပေါ့နော်ကျွန်တော်တိထားတဲ့လောက်ဆိုရင်နှလုံး၆ခုနဲ့တည်းအစပြီးတော့ဖွင့်ခဲ့ရပါတော့အဲ့တော့နေပြီးတော့တဝိုင်းမှာဆိုရင်လည်းလူကြိုက်ညာပြတဲ့ဆိုင်မှာပါပါရယ် ဒါလေးကတော့စိတ်ဆွနံများလေးပါ။တမယဟိုချင်းဆက်လေးတောက်ချင်းကိုအချင်းလေးနဲ့တမယချင်းလေးနဲ့ငယ်ပြီးမှုံနဲ့ထည့်ထားပါဘောနော်။ဟုတ်ကဲ့နှိမ့်နှမ်းမရှိပါနဲ့ကိုက်လိုက်တာနဲ့အရိုးတစ်ချက်အလားရှာနူးပြညာပဲပေါ့ နေ့လယ်စာစားချိန်လည်းရောက်နေရတဲ့ဒီဆိုင်ရဲ့ signature ဖြစ်တဲ့ဖတ်သမင်းလေးလည်းထပ်ကြိတ်ခဲ့ပါတယ်နေ့လယ်စာအတွက်ကတော့မြန်မာသမင်းဟင်ချက်စီသမင်းခေါဆွဲကျော်ကြာစံကျော်အသာအတီရွက်ကျော်စားတဲ့အလာကတ် menu ရေအဆုံးရပါရနော်ဒီတော့ဝင်ရဲ့ signature ဖြစ်တဲ့ဖက်တမင်းလေးတော့ကျွန်တော်မှာလာပါတယ်ဒီဖက်တမင်းလေးကကြတော့ကြက်ဝက်စိတ်ကိုကတော့အကျော်ချက်ရရပေါ့နော်ကျွန်တော်ကဒါဝက်ချက်လေးနဲ့ကျွန်တော်မှာလာပါတယ်ဒီတောက်နေနေကတော့ချက်ကလာသားချက်လေးမှာလာပါတယ်သမီးကတော့ချက်စီထမင်းလေးရယ်ပြော်တရားကတော့ဝက်အခောက်ကင်လေးရယ်မှာလာပါတယ်အဟင်းနှစ်ရယ်ပြော်ဒီဘက်က ချက်မောင်ကျော်ရဲ့မပြရဲ့ကျော်ရဲ့အကုန်လုံးနေပြီးစားရပါတော့เนาะအဲကျွန်တော်လက်နဲ့ပဲစားပါမယ်။ဘာကြောင့်ဖတ်တမင်းရဒီဘာသားနဲ့စားစားတပည့်တို့၈၀၀၀ချက်ပါတော့။ဟုတ်ပါတယ်သုံးသပ်သားကြီးခမင်းပူပူလေးနဲ့ဟိုမှာချမောင်ကျော်ငပီးကျော်စက်တုံနှစ်အကုန်လုံးရုံးနဲ့ချလိုက်တဲ့ခါကြောက်လေတော်တော်လေးအဆက်ဟက်တယ်ပြီးစားလို့ကောင်းတယ် ကြက်ကလာသားချက်လေးရလေပင်စိမ့်ဇပလင်နဲ့မှမွေးလေးနဲ့ဟိုမှာချင်းဆက်လေးဖြစ်နေတော့ကျွန်တော်ပိုကြိုက်တယ်ပေါ့နော်။တော့ကြာအချင်းဆက်နည်းနည်းလေးပေါ့ပါရဲ့။စားမယ်။နည်းနည်းပေးပါ။နည်းနည်းပေါ့။နည်းနည်းပါလို့ တယ်လို့ပြောပါစတားလေးရလဲကြော်ပေးတာအပေါ်ရန်တင်းတင်းလေးနဲ့တက်စီထမင်းမှုမှုလေးနဲ့ဆိုသမီးအကြိုက်ပဲ။ Okay. ဒါလေးကဝက်ခောက်ကင်လေးပေါ့နော်ဒီမှာကကြတော့ဝက်ခောက်ကင်ထင်းထင်းပေါင်းလို့ပါလဲရတယ်ပြီးတော့မနက်စာအတွက်ဆိုရင်လည်းတော်တော်ဆုံဆုံလေးရှိရပေါ့နော်စိုက်ပုံစံလေးရကြတော့လေတီယောက်ပုံစံမျိုးလေးကိုမှကွန်ပျူတာစတင်ငယ်ချင်းနဲ့တူတူအေးစစ်စစ်လေးမနက်စာနေ့လည်ကင်းအစာပြေညာစားလို့ဖြစ်ပြီးအဆင်ပြေနေရမျိုးလေးပေါ့နော်ပြီးတော့ကလေးလူကြီးတိုက်တက်လူခေါ်လာလို့ရပါပေါ့နော် ျွန်တော်ဒီနေ့ကတော့ Top 1 TN Full House Design မှာစားကြပြီဖြစ်ပါတယ်။ဒီဇိုင်းလေးရအစားတော့လက်ရလေးရ in house လက်ရလေးတွေကိုမှတေချာတက်တက်ရှင်းတက်တက်ရလေးနဲ့အရာရှိလေးစားမယ်ဆိုင်လေးပေါ့နော်။ဆိုင်လေးစားလေးကတော့ဆိုင်အမှတ် E2 စားတော့ဆိုင်တန်းတပြေကုန်းစီဇဘူတီတီမြို့နယ်နေပြောမှာပဲရှိပါတယ်။အာဆိုင်မွေးရှင်ပိတ်ချိန်တွေကတော့မနက်6:00နာရီနဲ့ညနေ6:00နာရီထိပေါ့နော်။ကျွန်တော်ဗီဒီယိုကျွန်တော်တို့ဆွန်တက်လိုက်ပါမယ်။နောက်လည်းကျွန်တော်ဘယ်ဆိုင်လေးပဲညာလေးပေါ်မလဲဆိုတာဆွန်တက်ကြည့်ပါဦး။တဒါ